ွေဖိအားကြောင့်တိုက်ခိုက်မှုတွေရပ်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းစီးရီအခြေအနေဟာပြန်ပြီးတင်းမလာနေတဲ့အကြောင်းနဲ့ဆက်ပါမယ်။ကိုကဲတက်မတော် MNDAA နဲ့စစ်ကောင်မရှင်တပ်ဖွဲ့တို့ရဲ့အခြေအနေကြောင့်တီဘောမျိုးအထွက်တံတားကိုနိုဝင်ဘာလ14ရက်နေ့ဒီနေ့မနက်ပိုင်းကစပြီးနှစ်ဖက်စလုံးကပိတ်လိုက်ပြီလို့ဒေသခံတွေကပြောပါတယ် ီဘောလာရှုံလန်းပေါ်ကဒီတံတားကိုအဝင်ထွက်ပိတ်လိုက်တာကြောင့်ကိုတင်ကားနဲ့ခရီးတဲ့တင်ကားအမြောက်အများဟာမြို့တွင်မြို့ပြင်မှာရက်နာစောက်ဆိုင်နေရပါတယ်ဒီသားခဲ့တယောက်ရဲ့ပြောပြချက်အရတဒားရဲ့တီဘောမျိုးဖက်ကိုစစ်ကောမရှင်တပ်ကပိတ်ထားပြီးတော့လာရှိုးဖက်ချန်းကိုတော့ MNDAA တပ်ဖွဲ့ကပိတ်ဆို့ထားတာဖြစ်ပါတယ် ဒီသဲမမှုဟာနိုဝင်ဘာလ17ရက်နေ့ကလာရှိုမြို့မှာစစ်ကုမရှင်ရဲ့အမတ်၅စီးစင်ရေးအထူးအဖွဲ့မူဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုရိုင် MNDAA ကိုလာရောက်ဆွေးနွေးခဲ့ရာကစခဲ့တာပါ။ နောက်ရှူမျိုးပတ်လည်မှာတက်ဆွဲထားတဲ့ MNDAA တက်တွေကိုစုပ်ခွာပေးဖို့စစ်ကောင်မရှင်ကတောင်းဆိုခဲ့ပေမဲ့ MNDAA ကညှင်းပယ်ခဲ့တယ်လို့နှိဆက်သူတွေကပြောပါတယ်။အဲ့ဒီဆွေးနွေးပွဲပြတ်သွားပြီးတဲ့နောက်ပိုင်းစစ်ကောင်မရှင်တက်ကလီရင်တွေလွတ်တင်တာနဲ့ MNDAA ဘက်ကလည်းအင်အားတိုးချဲ့တာတွေလုပ်ခဲ့ပြီးတော့အခြေအနေကတိုက်ပွဲပြန့်ဖြစ်မဲ့သဘောမျိုးဖြစ်နေပြီလို့လာရှူမျိုးခန်တွေကသုံးသပ်နေကြပါတယ်။